မိုင်စုံခါဒီခါရှန်နှစ်တကူလည်းရောက်တော့မှာဆိုတော့ကျမတို့ရှန်နှစ်တကူအကြောင်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှန်နှစ်တကူလို့ရှန်ရှန်နှစ်တကူကိုပေါ့နော်ရှမ်းပါတာနဲ့ပြီးမိုင်တိုင်းလို့ခေါ်တယ်ပြီးမိုင်တိုင်းပြီးမိုင်တိုင်းမြန်မာလိုရှန်နှစ်တကူပဲပေါ့နော်ဘယ်ရှန်နှစ်တကူပွဲရဲ့တမိုင်းချောင်းကိုတော့အတိအကျကိုတော့ဘယ်သူကမှတိတိကျကျပြောနိုင်တာမျိုးမတွေ့ရသေးပါဘူး အဲစားဆိုတယောက်ကတမျိုးစားဆိုတဦးကတဖုံ ပြောနေရတယ်တော့ရှိရပေါ့နော်အားလုံးရဲ့ဟိုအားလုံးရဲ့ကိုကားချက်ကနေပြီးတော့ جماعه အနှစ်ချုပ်လေးပဲပြန်ပြီးတော့မျှဝေပေးมาဖြစ်ပါတယ်ရှင်နှစ်တစ်ကိုတော့ကျင်းပတဲ့နေ့ကိုမြန်မာပြက်ကရင်အရာဆိုရင်တော့ဒေါ်လာဆန်တရက်နေ့ကိုရှင်နှစ်တစ်ကိုနေ့အဖြစ်သတ်မှတ်ကြပါတယ် ဘသူရီယာသတ်မှတ်တာလဲဆိုရှမ်းနကတ်သက်ပညာရှင်တွေကဟိုအဲ့ဒီနဒေါ်လာဆန်တရက်နေ့ဟာနေရလရဲကျဲရဲနက်ခတ်သားရီစုံတဲ့နေ့အဖြစ်ဖြစ်တာကြောင့်အဲ့ဒီနေ့ကိုရှမ်းနတကူနေ့အဖြစ်သတ်မှတ်ခဲ့ကြတယ်လို့ဆိုပါတယ်အခုရှမ်းနတကူအခုနှစ်ပေါ့နော်အခုကတော့ရှမ်းနအနေနဲ့ဆိုရင်2139နှစ်ရောက်နေပြီဖြစ်ပါတယ် အခုလာမယ့်နှစ်သိက္ခူကကြတော့2120ခုနှစ်ပါအဲရှန်နဲ့2119နှစ်ကနေရှန်နဲ့2120ခုနှစ်ကိုပြောင်းပြီးတော့ကျမတို့ရှန်နှစ်သိက္ခူကြိုအားမှာပဲဖြစ်ပါတယ်အဲရှန်နှစ်သိက္ခူတမိုင်းအချင်းကိုပြောရမယ်ဆိုရင်တော့အာ အမျိုးမျိုးပေါ်ပြနေကြပေမဲ့အခုကျွန်မပြောပြမယ့်ဟာတော့ရန်နတစ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော် AD 649ခုနှစ်လောက်ကပေါ့နော်ဒီအာပီတကက်၃ဘုံပင်ဆောင်လာတဲ့နှစ်ကနေစပြီးတော့ပီတကက်၃ဘုံပင်ဆောင်လာတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ကနဒေါ်လာဖြစ်တဲ့အတွက်နဒေါ်လာဆန်တရက်နေ့ကိုရှန်နှစ် ရှမ်းနဲ့ပေါ့နော်ရှမ်းနဲ့ရှမ်းပြက်ကလေးကိုအဲ့ဒီအချိန်ကနေစပြီးတော့ရေတက်တယ်ရေတွက်လာတယ်လို့သိရပါတယ်။တာဒနာနှစ်အနေနဲ့ဆိုရင်နှစ်ပေါင်း450 BC 94ခုနှစ်ပေါ့နော်။အဲ AD 649လောက်ကလေးကနေစပြီးတော့အာရေတွက်လာတယ်လို့သိရပါတယ်။အဲဆိုရင်အခုဆိုရင်တော့2119နှစ်ကိုရောက်လာပြီးဒီလာမယ့်နှစ်ကတော့2120ခုနှစ်ကို အဲကျမတို့ net တက်ကြိုရမှာဖြစ်ပါတယ်ရှမ်းနဲ့တကူမကြိုခင်ဆိုရင် ရှမ်းရိုးရာဒလေးထုံးစံအနေနဲ့ဆိုရင်မီရှူခံထွက်ကြတာရှိရယ်ပေါ့နော်မီရှူခံထွက်ကြပါတယ်အဲ့မီရှူခံထွက်ကြတာကတော့နေရအစုံမှာရှိတဲ့ရှမ်းနေရာနေပြီးတော့အာအိမ်ရှင်တွေကိုအဲ့ဒီအိမ်မှာဂါရဝအာဂါရဝအပေါင်းခါညောင်းစီဖို့အာကောင်းချီးမင်္ဂလာတွေပြုဝစီဖို့ဆိုပြီးတော့ဆူတောင်းပေးပြီးတော့မီရှူခံထွက်ကြပါတယ် တချို့တော့အင်ရှင်တွေကနေပြီးတော့တောင်းဆိုချက်အရသခါတလေးစုံတွဲအကတွေပြန်ကပြရတာရှိတယ်။အာတယောက်ထဲကပြရရတာရှိတယ်။တယောက်ထဲတချင်းဆိုပြရတာရှိတယ်ပေါ့နော်။တခါတလေတိုးများအကတွေအာတိုင်းအကတွေလည်းပါဝင်ပါတယ်။တခါလေးတိုင်းလမ်းမုံကပြီးတော့အားလုံးအတူတူအာမီရှုခံထွက်ကြပါတယ်။မီရှုခံထွက်ပြီးပြီဆိုရင်အာတစားမုံ အာလကွယ်ညဘောနော်တစောင်းမောလကွယ်ညမှာဆိုရင်ကျမတို့ရှန်နစ်တကူပွဲစပြီးတော့ကျင်းပကြရဲဘောနော်ရှန်နစ်တကူပွဲကျင်းပတဲ့ခါမှာအပိုင်း၄ပိုင်းအာထားပြီးတော့ကျင်းပကြရဲရှန်လို့ဆိုရင်တော့၄မျိုးဘောနော်ဟပ်ဂျင်းအာပိုင်ဂျင်းနောက်ပြီးတော့กินเจ๋งเลียนเจ๋งဆိုပြီးတော့၄မျိုးရှိရဲဘောနော်အဲ ြောရမယ်ဆိုရင်တော့မြန်မာလိုပြန်ရှင်းပြရမယ်ဆိုရင်တော့ hubjing ဆိုတာရှမ်းနေတဲ့ကူကိုကြိုတာပါည7နာရီကနေနောက်တစ်ရက်ကိုပူပြောင်းတဲ့နာရီအပိုင်းခြားမှာအာနေတဲ့ကူကြိုကြတယ်နံပါတ်2ကပိုင်ဂျင်းဆိုတာဂါရဝပြုတဲ့အပိုင်းပေါ့နော်ဂါရဝပြုတဲ့ခန္ဓာပေါ့တကြွယ်အိုဂါရဝပြုတယ်ပြီးတော့ရှမ်းဒီဖက်ခင်မှာဆိုရင်တော့အာရှမ်းအလံကိုလွှင့်ထူပြီးတော့အာ အလေးပြုတယ်ပေါ့နော် အလံကိုအလေးပြုတယ်ပြီးတော့နှစ်ကိုကြိုကြတယ်တူဦးတူဦးဂါရဝပြုကြတယ်နံပါတ်3ကကျတော့ကင်ဂျင်ဆိုတာကဟိုစာကောင်တောက်ဖွဲတွေနဲ့အဲ့ခံကြတယ်ပေါ့နော်စာကောင်တောက်ဖွဲတွေဝိုင်းဖွဲ့ပြီးတော့စားကြတယ်အဲ့ကင်ဂျင်ဆိုတာကအင်းကောက်တက်စားတယ်လို့လည်းတချို့က တုံးတယ်ပေါ့နော်အဲ့မှာခေါက်သွုံးလဲမ်ကိုအဓိကအစားကြတယ်ရံအစားအစာဖြစ်တဲ့ကောက်ညင်နဲ့လှုပ်ထားတဲ့ခေါက်သွုံးလဲမ်ပေါ့နော်ဒီဗီဒီယိုထဲမှာပါတဲ့အစားအစာဖြစ်ပါတယ်အဲ့ဒီအစားအစာကိုအအဓိကစားကြတယ်တခြားရန်ခောက်ဆွဲတို့ထူကူးနွေးတို့တခြားအအတီးအနံမျိုးစုံတခြားအစားအစာတွေလည်းနဲ့လည်းဒီခဲအခန့်ကျွေးမွေးကြတာလည်းရှိရပါတော့ခဲနာ၃၃အနေနဲ့ဆိုရင်ကြတော့ အာခန္ဓာတုံးကကင်ကျင်းအာစာစာတောက်ကြရပေါ့နော်စာတောက်ပွဲကျင်းပါတယ်ခန္ဓာလေးအနေနဲ့ဆိုရင်ကြတော့လင်းကျင်းလင်းကျင်းဆိုတာနေ့တကူရမှာပေါ့နော်ရှန်နေ့တကူရမှာအာပြောဝဲရှင်ပွဲတွေဒါမှမဟုတ်ရင်ဟိုမြင်းစည်းပွဲတွေနောက်ပြီးတော့အားကစားပွဲတွေအဲ့လိုပြုလုပ်ကြရတဲ့အပျော်အနေနဲ့ပေါ့နော်တခြားတချင်းဆိုပြိုင်ပွဲတွေနောက်အဲ အလိုအကအလာတွေအစုံပါတယ်ပေါ့နော်အဲအဲ့ဒါကိုလင်းရှမ်းလို့ဆိုရင်လင်းချင်းအပြောင်းပွဲရှင်ပွဲတွေပေါ့နော်ဆင်နွှဲချပါတယ်အဲ့နေ့မှာအဲ့နေ့မှာပဲရှမ်းပညာရှင်တွေကိုရှမ်းပညာရှိတွေကိုပေါ့နော်အဂုံထူပွဲထူတွေအချင်းမြင့်တဲ့အချင်းမြင့်တာတွေလုပ်တယ်တချို့ဒီလားတွေမှာဆိုရင်လေဟိုတက်ကြီးရွယ်အိုရီကတော့တယ် ောင်းနာမယ်နှမအဲနေရနေစပြီးတော့လောက်ကြရဲပေါ့နော်တချို့ဆိုရင်အာလက်လာပါတွေပွင့်လန်းအောင်ဆိုရင်တရားကိုတရားကိုအမျိုးမုံဖိုးတွေပြီးကြရလဲရှိရဲပေါ့နော်အဲအလိုဒလိချက်စရာဒလိလေးလည်းရှိပါတယ်အာအဓိကကတော့ရန်နဲ့တက်ကူဆိုတာနဲ့ဟောင်းကုန်ပြီးတော့နဲ့တက်ကူကြိုကြတယ် အာနှစ်သက်ကူပွဲကျင်းပကြရဲကောင်းတဲ့အာပြုမှုလေးတွေလုပ်တယ်ရိုစရာကောင်းတဲ့အခိုက်အတန့်လေးတွေဖန်တီးကြရဲအာပြီးတော့ရှမ်းရိုးရာဝတ်စုံလေးတွေပဲအဲ့ဒီမှာတွေးရမယ်ပေါ့နော်အာအရင်ပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်တယ်လို့အာဒီကနေပြီးတော့ပြောပြရင်ね အာရန်နတစ်ကူဝန် channel ဆိုလို့ရှိရင်ဒီလာမဲ့တဆောင်မုံလာခွေညမှာကိုနဲ့အနည်းဆုံးဒေတာတွေမှာဘာဝင်ဆန်နွဲချဖို့အတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အတိတ်ချင်တာရှင် comment မှာမေးခဲ့လို့ရပါတယ်ကျေးဇူးပါညံ့ဆုံးနမ်နမ်ခါ